ခိန်တုန်းကဘဝတစ်ခုမှာကုသမင်းနဲ့ပပဝတိအလောင်းတို့ဟာမကြီးနဲ့မတ်တော်ကြတဲ့တမန်ကုသမင်းအလောင်းအကိုနဲ့ပပဝတိလောင်းအမျိုးသမီးရအိမ်တော်ကြတယ်သူကမတ်တော်မှာပေါ့နော်မတ်တော်ခဲဦးလို့လားမသိပါဘူးအဲ့လိုတော်တဲ့အခါမှာချစ်ကံကံဆိုတော့သူတို့သိမတဲ့ခြင်းမတဲ့ကြဘူးတနေ့ကျတော့အဲ့ဒီအိမ်မှာ မုလုတသူကတောသွာနေတယ်သူရဲ့မကြီးကမုံလုပြီးတော့စားကြတယ်သူ့အတွက်ကိုမုံချန်ထားတယ်သို့တော့ပိစင်္ဂဗုဒ္ဓတဆူရောက်လာတဲ့အခါကျတော့တခြားလောင်းစရာမရှိတော့သူ့အတွက်ချန်ထားတဲ့မုံကိုလှူလိုက်တယ်ပိစင်္ဂဗုဒ္ဓတပိတ်ထဲနဲ့ထဲလိုက်ရောသူကတော့ပြန်ရောက်လာတယ် ရောက်လာတော့နမောင်မင်းအတွက်မုံချန်ထားတာအခုပြစ်စင်ကဘုရားရှိတော့ငါတို့လှူလိုက်ပြီဆိုတာရုတရုမလုဖဲနဲ့သူကပါလို့တော့ကိုမုံတော့ကိုမလှူဘဲနဲ့သူများမုံခမရတော့ကိုမုံတော့ကိုစားတယ်သူများမုံကြတော့လှူပြရမလားဆိုပြစ်စင်ကဘုရားသပိတ်ပေါ်လိုက်ပြီးတော့လူယူလာတယ်ပြေးပြီးတော့နောက်ကလိုက်ပြီးသူ့မုံပြန်ယူလာ အဲ့ဒီတော့ကိုမျိုးသမီးကရှက်လဲရှက်ပြည့်စင်ကဘုရားပေါ်မှာလဲအာနာတော့သူ့အမေအိမ်ပြေးပြီးတော့ထောမအိုးကြီးကိုယူလာခဲ့ယူလာပြီးတော့ပြည့်စင်ကဘုရားအရှင်မြတ်ရဲ့သပိတ်ထဲကိုထောဘတ်တွေလောင်းထဲထောဘတ်တွေလောင်းထဲပြီးတော့အဲ့ဒီချိန်မှာသူဆုတောင်းလိုက်တယ်ဆုတောင်းဆိုတာ ကောင်းတာလည်းရှိမကောင်းတာလည်းရှိသူဆုတောင်းဖို့ကဘာလို့ဆိုဒီကုသကောင်းမှုရဲ့ဆွမ်းအားကြောင့်တဲ့ဖြစ်လျက်ဘဝမှာတဲ့သူ့ရဲ့ခန္ဓာကိုယ်ကဟောဒီထောပတ်အယောင်နေတောက်နေတယ်လို့သူ့ခန္ဓာကိုယ်မှာအယောင်နေထွက်ပြရစေဒါမို့ပပါဆိုတာအယောင်ဝတ္တိကရှိတာ ခဏကိုကအယောင်ထွက်နေတဲ့အမျိုးသမီးနာမည်ကပပဝတီဗမာပြည်မှာတော့ပပဝတီဆိုပပဆိုရင်တော့မဟုတ်ဘူးပပဘာဘာခုံးနဲ့မှမှန်တယ်ပပပပဆိုတာအယောင်နော်ပပဆိုရင်တော့ဗာဒိဗေမှာမရှိပပဆိုတာရေအိုးစင်ပဲနော်ပတ်သောနှလုံးဆိုရင်ရေအိုးစင်ဖြစ်သွားတယ် ပဖဝတိခန္ဓာကိုယ်အသားရောင်ကနေပြီးတော့တောက်ပြောင်နေတဲ့အမျိုးသမီးတို့ဆုတောင်းလိုက်တာဒီဌာနရဲ့စွမ်းကြောင်းဟောဒီထောပတ်ဒီအစင်လာတယ်လို့ဖြစ်လျာဖြစ်လျာဘုရားမှာဒုက္ခနာကိုယ်ကအယောင်တလဲလဲထွက်ပါစေအချောဆုံးအလှဆုံးလဲဖြစ်ပြရစေနှစ်ခွ နောက်တစ်ခါထပ်ပြီးတော့စိတ်ကလည်းဆိုးနေတာဆိုတော့ဟောဒီလူယုံမှနဲ့လဲဒါလေးကပါသေးတာဟောဒီလူယုံမှနဲ့လဲဘယ်တော့မှအတုမနေပြရစေနဲ့သူတောင်းတာအဲ့ဒါဒါတော့ဒေါသနဲ့တောင်းလိုက်တာဒီလူယုံမှနဲ့လဲဘယ်တော့မှအတုမနေပြရစေနဲ့သူဆုတောင်းတာကိုကြားတဲ့အခါ ကုသမင်းအလောင်းကမခံခြင်းမခံခြင်းတော့သူ့လက်ထက်ကမုတ်ကိုပြေးပြီးတော့ပိစိကဗုဒ္ဓရဲ့သဘေထဲပြန်ထည့်ပြန်လှုပ်တယ်ပြန်လှုပ်ပြီးတော့လဲသူကပြန်ပြီးတော့ဆုတောင်းတယ်အရှင်မယားတဲ့ဒီကုသကောင်းမှုကြောင့်ဟောရိမိမ့်မရှုစနာတရားဝေးกว่าတဲ့နေရာပဲဖြစ်ဖြစ် တပီတော့မရရအောင်ယူနိုင်ပြရစေဆိုပြီးလုပ်တာနော်အဲ့တော့ကလဲစားချေတာပေါ့နော်သူ့ကိုမရရအောင်ယူနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ပြရစေအဲ့ဒါကုသမင်းနဲ့ဘဘဝိသလမအဲ့လိုဆူတောင်းခဲ့ကြတာလေပေါ့အဲ့ဒီဆူတောင်းမှုတွေကြောင့်သူတို့ဘဝဟာ အချင်းချင်းစိတ်ဆင်းမှုတွေနဲ့ကြုံရတယ်ကိုယ်စုတော်နဲ့ကိုယ်ဒုက္ခရောက်နေချာတာလေကုသမင်းကြီးကအယုဆိုးကြည့်တန်ဒေါသနဲ့ပြန်ယူခဲ့တာကြောင့်အယုဆိုးကြည့်တန်တယ်ပပဝတိကိုချောလိုက်ရတာနော်ဩရိန်တဲ့ဘုရားရောက်လို့ရောက်ဖြာရက်တဲ့လူဘုရားရောက်လို့ရောက် အမျိုးစုံပပဝရီနဲ့တွေ့ဖို့ကြံစီရတဲ့အလုပ်တွေသူ့မှာကိုယ်ရေးဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းနဲ့ရှင်မရင်ဖြစ်ပါလျက်ဘရင်ရဲ့စီစဉ်ကိုချမ်းချမ်းသာသာမခံစားရဘူးခိုးကလည်းသူ့ကိုမုန်းလိုက်တာမပြောနဲ့အဲ့လိုနဲ့သူတို့ရဲ့အိမ်တော်ဘက်ဟာစဉ်းစားတာကြည့်နော်ဆူတောင်းနေမလာခဲ့ကြတယ် အဲ့တော့တန်တရားတွေမှာဆုတောင်းတာဟာအကောင်းတောင်းတာတောင်းမှပဲအကောင်းကြီးမရဘူးအခုလိုဒုက္ခပေးတဲ့ဆုတောင်းတွေဟာသူတို့ပဲအပြန်အလှန်နှိပ်စက်တာကိုခံရတယ်ပါဝဝတိကလည်းအကြီးကျယ်စိတ်ဆင်းရဲရတယ်ကုသမင်းကြီးကလည်းအကြီးကျယ်စိတ်ဆင်းရဲရတယ်ဆိုတော့ဒီဒုက္ခတွေကိုသူတို့ဆုတောင်းတဲ့ကနေရလိုက်တဲ့ဒုက္ခတွေလို့သူတို့မှတ်ရမှာဖြစ်တယ်ပေါ့နော် ဲ့ဒါတည်းမို့တန်တရာတွေကဆူတောင်းနေဟာအကောင်းကြီးမရနိုင်ဘူးဒါကြောင့်မို့ဆူတောင်းမမှားစေရဘူးပေါ့ဆူတောင်းမမှားစေရဘူးဆူတောင်းမှားပြီဆိုရင်လူတွေဟာဆက်ရှင်းမှုကိုဆင်းမှုတွေနဲ့အမျိုးဆုံးကြုံရဒါကြောင့်မြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့လာတဲ့အခါအကောင်းဆုံးဖြစ်တဲ့ဆုကိုပဲ down then, down right mm -hmm. there,